ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေတစေတရေနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေဂံမယဇာတ်လမ်းတွေနဲ့ပရာလောကဇာတ်လမ်းတွေကိုထုတ်လင်းတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းစရာတာတည်းရဲ့တစေတွေလာတဲ့ညဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဘသူကစခဲ့တဲ့ အစဉ်လာလဲတော့မသိဘူးတာတည်တို့နေတဲ့ထဏောင်းကုန်းသားကမီးလောင်ကုန်းမှာဖျားပွဲပြီလို့တပတ်ဆိုရင်ဒီပွဲကစတာဗျအကျွတ်လို့ပွဲနေဗျာ မီးလောင်ကုန်တင်ချိုင်းတောင်ဘက်ကဘိုးယုံထောင်ရဲ့ရာတော်ထဲမှာမန်းတက်ထိုးပြီးလှုပ်တာပြစီစင်တာကတော့မီးလောင်ကုန်ကကာလာသားတွေလူကြီးတွေပေါ့ရွာကတော့သူတို့ရွာကလှုပ်တဲ့ပွဲမှာဝိုင်းဝန်းပြီးတော့ချက်ချပြုတ်ကြရတာပေါ့ဒီပွဲကိုရောက်လာမဲ့တရဲတွေတစိတွေစားဖို့လေဗျာပဲရဲ့အာလူရဲ့အမဲသားကြက်သားအကုန်ပေါင်းပြီးတော့အိုးကြီးနဲ့ချက်ရတာပြုအကျွလုပ်ပွဲမစားခင်၃ရက်လောက်ကလေးကအနီးနားကရွာတင်းချိုင်းတွေမှာပြတ်ထားရတယ် ဒီတင်ကြိုင်းမြေတွင်မိတင်းနေထိုင်ကြတဲ့တရေတစီအပေါင်းတို့နောက်၃ရက်ကြာရင်မီးလောင်ကုန်းရွာအကျွလုပ်ပွဲကျင်းပတော်မယ်ဗျဒီပွဲမှာဆရာတော်ကြီးတွေဟောကြားတဲ့တရားပေစာနာကြရင်ထမင်းဟင်းကောင်းစားဖို့ကြွကြပါလို့ဖိတ်မှန်တကားပြုပါရခင်ဗျာမမေမလျော်နဲ့နေရိုင်းသွင်းချိန်အရောက်ကြွခဲ့ကြပါတစီတရေအပေါင်းတို့တစီရီတရေရီကြောင့်အတန်ပြဲကြီးနဲ့ပြုတ်ဟစ်တာကအာပြဲလို့ခေါ်တဲ့အောင်ပါကြီးဒီကောင်အာပြဲကဥဆောင်ပြီး ကာလာသား၄၅ယောက်လိုက်ပြီးတော့ပြုတ်ဟရတာဒီကောင်တွေလည်းတိတ်တော့မတက်တာဘူးဗျထဏောင်းကုံဗံမွေးကုံမီးလောင်ကုံငွေရင်းကုံစက်သမြောင်ညံတော့အိုးမနှိမ့်ပါဘူးဗျာအနီးနားကရွာတင်းချိုင်းမြေအကုန်သွားပြီးတော့ပြုတ်ဟရတာဗျကျုပ်တို့တော်ရွာစုကတင်းချိုင်းကတရေတွေဆိုရင်အာပြေးရဲ့အတံပြဲပြဲကြီးကိုမှတ်မိနေမှတည်ကြတယ်မန်တက်ထိုးတဲ့သူကထိုးတန်ကာစင်စောက်တဲ့သူကစောက် တသိတရေတွေတွေကိုအသာတောက်ချက်ဖို့ပြုတ်ဖို့စီစဉ်နေသူကစီစဉ်ပေါ့ဗျာဒီအကျွလုပ်ပွဲကိုဘသူကစခဲ့လဲဆိုတော့မသိဘူးကျုတို့မမွေးခင်ကလေးကရှိခဲ့တာဒီပွဲမှာတရေတစီတွေတကယ်ပဲလာကြသလားဘလောက်များများလာကြပြီဘလောက်ကျွလွတ်သွားတယ်ဆိုတာကိုဘသူမှအတတ်မသိကြပါပဲအကျွလုပ်ပွဲကတော့တနည်းမပြတ်ကိုလှုပ်ခဲကြတယ်ပြိုဟစ်တဲ့အဖွဲမှာအပြဲကခေါင်းဆောင်ဖြစ်သလိုတရေကျွေးတဲ့နေရာမှာတော့ပြောင်းရှည်ဆိုတဲ့ကောင်ကခေါင်းဆောင်ပြ မြေကွက်လမ်းမှာငပြောဘက်တွေအသေးချခင်းပြီးထမင်းပုံဟင်းပုံပြီးတော့အကြနာကိုကျွေးတာပြကျောင်းရှိဆိုတဲ့ကောင်းကလူက အရက်ရှိရှိဂလန်ဂလားကြီးနဲ့ထမင်းတောင်ကြီးခေါင်းဆောင်တင်ပြီးတော့ကျွေးနေလိုက်တာများတကယ်အလူအင်ကြီးကြနေတာပဲကျုံလည်းပြောတာပြောတာပါဗျာမီလောင်ကောင်ကအကျွတ်လို့ပွဲကုန်မရောက်တာကြပါပြီဟိုတုန်းကသာတစ်ခေါက်နှစ်ခေါက်ရောက်တာဒီနောက်ပိုင်းတော့မသွားဖြစ်ဘူးဗျကျုပ်တို့ရွာကရွှေတောင်ဖျားပွဲကပြီးအောင်ရှိသေးတော့ လူတွေကလည်းပန်းနေကြတာမို့လားဒီချိန်မှာဘဲကူမှသွားကျင်ကြတာမဟုတ်ဘူးကိုကြီးတာတိဒီနေ့မီးလောင်ကောင်ကအကျွတ်လူပွဲကိုသွားကြည့်ရအောင်ဗျာကြောက်ခဲပြဒီကောင်ကကျုပ်ငယ်ငယ်ကအတိုင်းပါပဲဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ကြောက်ခဲမရောက်တဲ့နေရာကိုမရှိပါဘူးကျုပ်ကအင်တန်တန်လုံနေတယ်ရွှေတောင်ဖျားပွဲမပြီးခင်၃ရက်လောက်အလိုကလေးကကြောက်ခဲကတဖွာဖွာပြောနေတာတန်မဏိကလည်းကြောက်ခဲပူစားတာကိုသူပါသဘောတူတဲ့ပုံပဲ။ ဒီကောင်နေပူစာတော့မှာပဲကျုံလည်းတွေးမိရဲ့ပြုံးအဲ့ဒီအကျွတ်လို့ပွဲကိုကျုံမြက်ခွင်းစည်းခွင်းပြီးတော့တခါမှမသွားခဲ့ဘူးကျုံဆိုတဲ့ကောင်ကလည်းကြောက်ခဲလို့ဆက်စုတယ်ဆိုတာကျုံအိတ်နေတဲ့လောက်ပဲရှိရလေဗျာဒီတခါတော့ကျုံပြီပေါ့ဗျာဟိုကောင်ကြောက်ခဲပူစာရဟာကျုံစိတ်ကိုစွာပီးတယ်လို့ဖြစ်သွားတယ်အေးသွားကြမယ်လေကွာကျုံကတက်တက်ကြွကြွပြောလိုက်တော့ဒီကောင်နှကောင်ပြောသွားတယ်ရွှေတောင်းဖျားပွဲပြီးလို့နှစ်ရက်အကြာမှာကျုံလဲဝိုင်းတဲ့ကမကြီးပင်ကြီးအောင်က တစ်တောက်ကပြက်ပေါ်မှာခြေပြက်လက်ပြက်ကိုအိပ်ပျော်သွားရောပြုံတာတီတာတီဝိုင်းဝါကကြုံနမဲခေါ်တန်းကြလို့သာလန့်လို့သွားတယ်။နှုံမဟုတ်ရင်ဘလောက်များအိပ်ပျော်နေမလဲမသိဘူး။အဘနဲ့အမေကလည်းဖះပွဲမှာကြုံပင်ပန်းထားမှန်းသိလို့မနှိုးကြဘူး။ကြုံနိုးတော့ညနေတောင်စောင်းနေပြီလေဗျာ။ကြုံကောင်းထောင်ပြီးတော့ဝိုင်းဝါကိုတလန့်ကြည့်လိုက်တယ်။ဟင်မီးလောင်ကုန်ကပြောင်းရှိနေစမ်းမြပါလား။ဟိတ်ကောင်လေးလာလေကွာဝိုင်းဝါမှာမတ်တက်ကြီးရက်လို့ အေးလာဖို့ပဲမင်းအိမ်နေတာမြင်လို့ရက်နေတာကွပြောပြောဆိုဆိုဒီကောင်းလေးကျုပ်စီကိုတန်းလျှောက်လာကြတယ်ပြောင်းရှိရောဆံမြရောကျုပ်နဲ့ရွဲသူတွေလေလာထိုင်းကြကွာငါလေးဖျားပွဲအပြီးမှာပန်းပြီးတော့အိပ်ပျော်သွားတာဟေ့သမင်းစားပြီးကလေးကအိပ်လိုက်တာအခုမှနူရတာကြည့်ပြီးတော့ကွာဒါတော့ပြောင်းရှိခေါ်တန်းကြလို့ဟေ့နုံမဝင်တော့ညထီအောင်စိတ်အိမ်နေမလာပဲကွာကျုပ်ကပြောပြောဆိုဆိုနဲ့ငကားသေးဖို့လေကလေးတွေတယောက်တလေတဲလိုက်တယ် ပြီးတော့ကျုပ်ရဲ့လက်သုံးတော်ဓနုဖြူမိခတ်ကြီးကိုကမ်းပေးလိုက်တယ်။ဒီကောင်နှကောင်မိခတ်ပြီးတော့သေးဘောလေးတွေညှိကြတာပေါ့ဗျာ။ကျုပ်လည်းမိခင်ချထားခဲ့တဲ့သေးဘောလေးတို့ကလေးကိုညှိပြီးတော့ဖွာလိုက်ရောပြုတ်။ပြောင်းရှင်မင်းတို့နှစ်ယောက်ဘဲကလာတာတော့။ဘိုးယုံထောင်တို့နဲ့လာတာကွာ။တို့ရွာအကျွတ်လုပ်ဘွဲကလာပြည့်ကျော်6ရက်လေ။အဲ့ဒါဘိုးယုံထောင်တို့ဖုန်းကြီးလာပင်တာကွာ။ငါနဲ့ဆံမြကဘိုးယုံထောင်တို့ကိုလှိမ်းမောင်းပြီးတော့လိုက်ပို့ကြတာတတရ။ဖုန်ကြီးကြောင့်မှလဲထားခဲ့ပြီးတော့မင်းစီကိုလာခဲ့တာ။ ။အော်ဒီကိစ္စလား။ငါတော်တီနဲ့မင်းတို့ရွာကအကျွတ်လုပ်ပွဲကိုလာမလားလို့ကွာဆံများရ။အေးငါတို့အခုလာတာကလည်းဒီကိစ္စပဲတာတရား။ဒီနေ့တို့ရွာကအကျွတ်လုပ်ပွဲအတွက်အစည်းအဝေးလုပ်တော့ဘိုးယုံထောင်တို့လူကြီးပိုင်းကပြောတယ်ကွာ။အကျွတ်လုပ်ပွဲအစဉ်လာကုန်ငါတို့လူငယ်တွေဆက်ပြီးတော့ထိမ့်သိမ်းထားကြဖို့ပေါ့ကွာ။အဲ့ဒီလိုလူငယ်တွေအနေနဲ့ဒီပွဲကိုဆက်ပြီးတော့လုပ်တဲ့အခါမှာထဏောင်းကုန်းကတာတီကိုပါထည့်ပြီးတော့အဖွဲဖွဲဖို့ဒီကိစ္စဆောင်ရွက်တိုင်းတာတီကိုဖိတ်ခေါ်ကြဖို့မှာလေကွာ။ ဒါကြောင့်ငါနဲ့ဆံမြမင်းကိုလာဖိတ်တာအဲ့နေ့မှာမင်းဆက်ဆက်ကြောက်ခဲ့ဖို့ပေါ့ကွာဟာဟာပြောင်းရှီရမင်းကလည်းဘယ်နဲ့ကြွပါတော့ကွာ တာတီမင်းလာပြအောင်လာလို့ပြောစမှာကွာဟာမဟုတ်ဘူးလေကွာ လူကြီးတွေကမင်းကိုဖိတ်ခိုင်းတာအေးပါကွာပြောင်းရှီငါလာခဲ့မယ်စိတ်ချကြောက်ခင်းနဲ့တန်မဏီကလည်းသွားကျင်လို့ပြောနေတာကြောက်ခင်းဆိုတာဘယ်သူတော့ကိုကြီးမောင်မျိုးရဲ့တားလေကွာ ဟိုကောင်တန်မဏိကကိုကြီးအောင်ကြီးရဲ့သားကွာ။အော်ကိုမောင်ညိုတို့ကိုအောင်ကြီးတို့သားတွေကို။ဟာဒီကောင်နှကောင်ငါ့လွတ်ခင်သားကွာပြောင်းရှင်ရာအားလေးကိုရရဲ့။ဒီကောင်တွေပါခေါ်ခဲ့လေကွာ။ဖုန်ကြီးတွေကိုနေဆုံးကတ်မှာကွာ။မင်းတို့တော့ဖုန်ကြီးပွဲကြတော့ငါသိမ်းထားမယ်။ဆံမြကပြောရင်ဆံမြကလူအေးလူယိုးပြစကားကလည်းအနေသာ။ဟာမလုပ်ပါနဲ့ဆံမြရာတောင်းဝင်ပူပါလေကွာ။ငါတို့ထမင်းစားပြီးမှလာကြမှာပါ။ ညနေသာတော့အဆင်ပြေသလိုပေါ့ကွာမီးလောင်ကုန်တရွာလုံးတာတိစားရင်နေကြည့်ပါပဲကွာဟာဒါတော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့ကလည်းမင်းကိုအဝေပြုတ်ကျင်လို့ပါကွာနို့နေပါအောင်ပြောင်းရှည်ရဟိုကောင်အာပြေးမပါလာဘူးလားကျုပ်ကအာပြေးကိုတတိယပြီးတော့မေးလိုက်တယ်ဒီရက်တွေဆိုအာပြေးမအားတော့ဘူးလေကွာတင်ချိုင်းကုန်နေလဲပြီးတော့ပြုတ်ဟစ်နေရပြီကွာဒီနောက်တစ်ဝိုက်ကတရေတွေကလည်းအာပြေးတန်ကိုမှတ်မိနေလောက်ပါပြီဒီကောင်ကောင် င်းလေးကလေးဖွာရင်ကျုံနဲ့စကားကောင်းနေကြတယ်တော်တော်ကြားမှကဲတာတီစကားကတော့ပြောလို့ကောင်းနေဟိငါတို့သွားမှဖြစ်မယ်ဘုံယုံထောင်တို့ကတော့မျောနေမကောင်းဟကျောင်းရှိကကျုပ်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားကြရောဖုန်ကြီးကျောင်းမှာဖုန်ကြီးပစ်နေတဲ့ဘုံယုံထောင်တို့ကိုဝင်ခေါ်ပြီးမီးလောင်ကုန်းကိုလှဲပြန်မောင်းရမှာလေလာပြေကျော်6ရက်ရောက်တော့ကျုပ်ရဲ့ကောင်းလေးနှစ်ကောင်းရဲ့ထမင်းစားပြီးမှရွာကထွက်ခဲ့ကြတယ်ကျုပ်ကယူနီကြမျက်ကွင်းစီကိုအိတ်ရှုံလေးနဲ့လဲမင်းမှာဆွဲလို့ပေါ့ဗျာ ဒါပေမဲ့အင်ဂျီထဲမှာထည့်ထားတာဆိုတော့လူတွေမမြင်ဘူး။မီးလောင်ကုန်ရောက်တော့အကျွတ်လပွဲလှုပ်ဖို့ပြင်ထားတဲ့ဘိုးယုံထောင်ရဲ့ရာကင်းကိုကျုပ်တို့တန်းသွားကြတယ်။မန်တက်ကြီးမပြဟီးနေအောင်ထိုးထားတယ်။မီးလောင်ကုန်အကျွတ်လပွဲဆိုတာတကယ့်ကိုကြီးကျယ်တာပဲ။တန်ကားစင်ကလည်းကြောက်ကြောက်နာနာကိုစောက်ထားတယ်။စီရနာပါပါနဲ့ကိုလှုပ်ထားကြတာပါဗျာ။ဟာတာတီးတို့လာကြပြီဟဲ့။ဘိုးယုံထောင်ပြမန်တက်တွေမှာထိုင်နေတဲ့လူကြီးဝမ်းကနေလှမ်းအော်တာပြော။ ဟာတတိရောက်ပြီလားမင်းတို့ကိုထမင်းကျူဖို့ငါမျောနေတာကွာဆံမြကြီးကတန်ကားစင်နောက်ကထွက်လာပြီးတော့ကျုပ်ကိုဝမ်းသာအားရကြိုဆိုတယ်ငါတို့စားပြီးမှလာတာကွာဆံမြရဒါနဲ့အပြဲလိုပြောင်းရှိလို့ရောရှိတယ်ရှိတယ်ငပြောပတ်ခုတ်တာနဲနေလို့သွားပြီးတော့ခုန်နေကြတာလာမလာမမကြောက်ကဲမင်းတို့ရွာထဲဝင်ကြအောင်လေကွာကျုပ်တို့လည်းဆံမြခေါ်ရင်တော့လိုက်ခဲ့ရတာပေါ့ရွာထဲရောက်တော့ဟိုလူကနှုတ်ဆက်ဒီလူကနှုတ်ဆက်နဲ့ပျော်စရာတော့ကောင်းတာ တာတင်းကိုရောက်လာပြီလားကွာလာရင်စံမြောက်ရဲ့အိမ်မှာငါတို့ကာလာသားတွေဝိုင်းဖွဲ့နေလေမင်းကိုမျောနေကြတာကွာကိုစံပေါ်ဆိုရဲလူကိုစံပေါ်ကြီးကကျုပ်ကိုလွတ်ခင်တာပြုတ်တွေ့ရနဲ့ဝမ်းသာအားရကိုခေါ်တော့တာပဲမီးလောင်ကုံသားတွေကလွတ်ခင်မှုကောင်းတာပါကျုပ်တို့စံမြောက်တို့အိမ်ကိုရောက်တော့ဝိုင်းထဲမှာသပွဲသုံးလုံးဆက်ပြီးတော့ခုံနှန်းတွေချတယ်လက်ဖက်ပွဲတွေမှာစီကိုဣနေတာပဲကျိုးကြိုင်ငကားစေးပေါ်လိတ်ကလည်းအစီလိုက်ချလို့ပြား ရွာလေးကကာလာသားတွေလူစုတဲ့နေရာထင်းနေဒီကားမှာအကျွတ်လို့ကိုသွားကြမယ်ပုံမဲလာရဲ့တာတီထိုင်ကွာဂျပုလိုခေါ်တဲ့မောင်စင်ကခရီးဥကြုံပြူတဲ့ညို့ထွန်တင်မောင်တန်းစုံခွင်းညုံတင်ညော့အားလုံးကျုံတဲ့လူခင်တွေကြည်ပါပဲကျုပ်ကကြောင်ခဲနဲ့တမ္မဏီကိုထိုင်ခိုင်းလိုက်တယ်ပြီးမှထွေးညုံပြီးမှကျုံဝင်ထိုင်လိုက်တယ်တာတီတို့များပြောင်းချက်သာကောင်းမှကွာငါတို့မီးလောင်ကုန်းဘက်ကိုခြေဥတော်မလဲတာကြပါ့ ပန်းစုံကကျုပ်ကိုစကနာလီထိုးလို့ပြ။ဘာရင်မဟုတ်ပါဘူးပန်းစုံရ။အိမ်လုံးနဲ့ရရင်ရွာရင်းနဲ့ကိုတဏီကုံကုံသွားတာဟိ။လူသားမရောက်ရှိတာပါ။စိတ်ကတော့မင်းတို့စီရောက်ပြီးသားပါ။တာတီတို့ကတော့တွေ့ပြီဆိုရင်လွမ်းရောပြ။ဇပူးကလည်းစကားလေးနဲ့ဝင်ပို့ပေးလိုက်သေးတယ်။တကယ်ပါကွာဇပူးရ။တာတီဆိုတဲ့ကောင်ကစကားနဲ့လွမ်းတက်တဲ့ကောင်မဟုတ်မှန်းမင်းသိပါရဲ့။တငယ်ချင်းတွေမတွေ့ရကြတော့လေတယောက်ကိုတယောက်စကြတာပေါ့။ ရော့တာဒီအမောပြေဒါလေးဖွာလိုက်အောင်မင်းကြိုက်တဲ့ငကားကွာခွေးညိုကကြီးမိခက်ကြီးကိုခတ်ပြီးတော့ငကားစည်းဘောလေးကလေးတစ်လိမ့်မင်းညီနေပြီးတော့ကျုပ်ကိုကမ်းပေးတယ်ကျုပ်လည်းငကားစည်းဘောလေးကိုနှစ်ဖွာသုံးဖွာဆက်ဖွာလိုက်တယ်နို့အချွတ်လို့ပွဲကဘယ်ချိန်စမှာတော့ကျုပ်ရဲ့ထုံးစံအတိုင်းပေါ်တာတီးယာနေရင်တွင်းချိန်စမှာပေါ့ကွာဟာနေပါအောင်ကွာပြုတ်ဟစ်တဲ့အပြည့်ကြီးမမြင်ပါလားအပြည့်လား ရှိတယ်ရှိတယ်။ထမင်းဟင်းတွေချက်တဲ့နေရာမှာကွာ။ကူပြီးတော့ချက်ပေးနေတယ်။စစောကတော့ရွာထဲပြန်ဝင်လာသေးတယ်။မင်းကတော့အပြဲကမင်းနေသေးတာ။တာတီလာမယ်ဆိုမရောက်သေးဘူးလားတဲ့။တင်ညွန့်ကဝင်ပြောတယ်။ကျုံလဲလက်ဖက်စားလိုက်၊စက်သားကြောင်လေးဝါလိုက်၊ရင်တွေးကြံလေးတောက်လိုက်။စိတ်လက်ကလေးဖွာလိုက်နေပေါ့ဗျာ။စကားဝိုင်းကလည်းမြိုင်သားဗျာ။ဟိုအကြောင်းပြောဒီအကြောင်းပြောနေ။စံပြတော့ဝိုင်းတယ်မှာစီလို့လက်ဖက်ပွင့်နေအကျန်အိုးကလည်းမပြတ်ပါဘူးကျုပ်အကောင်တွေ ကြောက်ခဲတို့တမ်းမနီတို့တောင်ပြောလို့ငငယ်ကအเจ้าကြီးပြောကြရေးကြပေါတချို့ကလည်းကျုပ်ဆရာကြီးတွေအကြောင်းမေးကြတယ်ဆရာကြီးဦးမင်းအောင်တို့ဆရာနွန်ဖတို့ပေါ့ဗျာကျုပ်ကလည်းကျုပ်ရှောင်းလိုက်ခဲ့ပိုးတဲ့ဆရာကြီးတွေရဲ့တိလသမားတွေရှိကြပုံတွေကိုပြောပြရတော့တာပေါ့ကျုပ်ပြောပြတဲ့အထင်မှာဒီကောင်တွေစိတ်ဝင်စားဆုံးကတော့ကန်တော်ကဝီမအเจ้าမင်းကြောက်မိကြောင်းကြီးအသက်ဝင်လာတာလေဗျာငွေတနွတ်ကြီးရဲ့ကျုပ်ကန်နေဆင်းပြီးတော့မှမိကြောင်းကြီးနေတိုက်ခတ်ရတာလေး စကားကောင်းနေလိုက်ကြတာနင်းညိုသွားတာတော့တတိမထားမိကြအောင်ဝိုင်းတဲ့ကိုမီးလောင်ကုန်ကကာလာသားတွေတဖွဲဖွဲရောက်လာကြတယ်ဆံများတို့ဝိုင်းတော်ပြေကနီးရောတတိမင်းဘေးချိန်လေးကရောက်နေတာတော့ကွာအာပြေကြီးပြတရေတွေကိုပြိုးလိုက်ဟဲ့တဲ့ကောင်လေငါနေလေခရေကရောက်နေတာကွာစိတ်မရှိနဲ့တတိယာငါအလုံးများနေလို့မင်းကိုအဲ့မခံနိုင်တာပါတငယ်ချင်းဟာငါသိပါတယ်အာပြေဟာဒီမှာလူလီသေးမရှိပါဘူး ကဲဒါဆိုရင်တို့ရွာပြင်ကိုထွက်ကြစို့ကဲအားလုံးပဲကို့ပေးထားတဲ့တာဝန်တွေအတိုင်းလုပ်ကြရမယ်နော်အတိကကတော့မင်းတို့ကိုငါမထားတဲ့အတိုင်းပဲတတိရှိရှိလုပ်ကြမယ်ပြီးတော့အရေးကြီးဆုံးကပါသက်ပါပဲမင်းတို့ပါသက်ကပောက်တက်ကြရရင်မပြောကြနဲ့နောက်တစ်ခုကတယောက်နဲ့တယောက်နာမည်မခေါ်မိစေနဲ့ကိုယူထားတဲ့တာဝန်ကိုကို့ဘာသာလုပ်ကြပြီးတော့ကဲသွားကြစို့သူကလှင့်မိသားစိုးစိုးကရင်ခွေးညို့ကိုလက်ကုပ်ပြီးတော့ဝိုင်းပြန်ထွက်ခဲ့တယ် ခွေးညိုတို့အိမ်ကိုသွားပြီးတော့မျက်ခွင်းစည်းသွားပြီးတော့ကွင်းလိုက်သေးတယ်။ဒီကိစ္စကအတက်နိုင်ဆုံးလှုပ်ဝဲရတာဗျ။မီးလောင်ကုန်းကကာလာသားတွေကိုအပြည့်ကြီးဥဆောင်ပြီးတော့ရွာပြင်ထွက်ခဲ့ကြတယ်။ကျုပ်တို့လည်းရောပြီးတော့လိုက်ခဲ့ကြတယ်။ရွာပြင်ရောက်တော့အနီးနားရွာတွေကကြောင်းတိုက်စရာတော့ကြီး။ဆက်တပါးကတန်ငါးစိန်ပေါ်မှာကြွနေကြပြီဗျ။တရားနာမန်တန်မှာဝက်ကြောဖြာချမ်းတွေအပြည့်ခင်းထားတယ်။လူဆိုရင်တော့200လောက်ထိုင်ပြီးတော့တရားနာနိုင်နေပေါ့။ တရားနာရင်မန်တန်နဲ့ခဝေဝေမှာထမင်းကြည့်ဖို့ပြင်ထားတယ်။တိုင်းတွေစိုက်ပြီးအောင်လင်းတက်မီတွေထုံမအစင်သစ်ပြင်ထားတယ်။တဖြည်းဖြည်းနဲ့နေဝင်သွားပြီဗျ။အမောင်ကြီးကတဖြည်းဖြည်းနဲ့လွှမ်းလာပြီပေါ့ဗျ။လူတွေတယောက်နဲ့တယောက်စကားကြည့်ချင်းမပြောကြဘူး။ခြေရလက်နဲ့ပဲနေပဲပြပြီးတော့ပြောကြတယ်။တာဝန်ကြီးကခွဲပြီးသားလေဗျ။ဟောအောင်လင်းတက်မီထုံရမယ့်သူတွေက အောင်လင်းတက်မီတွေလိုက်ပြီးတော့ထုံနေကြတယ်။ပြောင်းရှိကိုကြုတ်ခုမှတွေ့ရတယ်။ ဒီကောင်ကကြွေးမွေးတဲ့အဖွဲကိုခေါင်းဆောင်ရတာကိုဟောပြောင်းရွှေ့တော့အဖွဲခွင်းထဲမှာငပြောပတ်ကြီးတွေလိုက်ပြီးတော့ခင်းနေကြပြီရှေးကငပြောပတ်ခင်းတဲ့သူကခင်းနောက်ကထမင်းတောင်းနဲ့ထမင်းပုံတဲ့သူကပုံလို့ရာခင်းထဲမှာဝကြောဖြာချမ်းကြီးတွေခင်းထားတာဆိုတော့ပျော်ဖို့တော့ကောင်းသေးရဲ့ဗျာဟောထမင်းပုံပေါ်မှာဟင်းထဲတဲ့သူကဟင်းတွေအပုံလိုက်ထဲတယ်မောင်လေးမောင်လာပြီလေဟာလာကြပြီဗျလာကြပြီတဖီဝီလာကြပြီ ရာတော့တွေကိုဖြတ်ပြီးတော့လာနေတာဗျကျုံလေဒီတခါပဲမျက်ကွင်းစိမ့်နေကြည့်ဘူးတယ်အမေခမ်းမမ်းမေရှောက်လာကြတယ်ဗျပြေးလွှားလာတာမဟုတ်ဘူးတပြေးပြေးနဲ့နီးလာပြီဟာရှီဆုံးကလာတဲ့အကောင်ကြီးဟာနေတဲ့အကောင်ကြီးမဟုတ်ဘူးဗျအရက်ဆယ်ပေးလောက်ရှိမှာဗျတကူလုံးအမွေးရှိကြီးတွေဖုံးလို့ဒီကောင်ကြီးရဲ့နေရွက်ကြီးကလည်းအကြီးကြီးပါပဲလားဘေးကိုကားထွက်နေတာစင်နေရွက်ကြီးလိုပဲပြော ဒါပေမဲ့ဒီတစီကြီးရဲ့နေရွက်တွေကမြေကြီးကိုတိုက်နေတာဗျဒီနကားကြီးကရှေ့ဆုံးကရောက်လာတာသူ့နောက်ကတန်းစီပြီးပါလာတဲ့တစီတွေကတော့ပုံစံဆုံးပဲဗျသပင်ဖားရကြီးတွေကထမိန်ပေါင်လောက်ဝတ်ထားတဲ့တရေမကြီးတွေရောတကောလုံးအမွေးတွေဖုံးနေတဲ့တရေကြီးတွေရောကျုပ်စိတ်ထင်တော့အကောင်60 60လောက်ရှိမင်းထင်နေဗျ။အော်လက်သက်တတော်နာကားကြီးကအုတ်ချုံရတာကိုဗျ။ ရှေ့ကနာကကြီးရက်လိုက်တယ်ဆိုရင်နောက်ကအကောင်တွေလည်းတုံကနေရက်သွားတယ်ဗျမျက်လုံးနီနီကြီးတွေပြိုးပြီးတော့သမင်းတွေဟင်းတွေကိုကြည့်နေကြတယ်တကောင်မှတော့ဝင်မစားရကြဘူးဟောဟောသမင်းပေါင်လေလောက်ဝေ့ထားတယ်သပင်ဖားရောက်နေသရေမကြီးဟာနာကကြီးကိုကြောပြီးတော့ရှေ့ကိုထွက်လာတယ်ဗျဟာမြန်လိုက်တယ်နာကကြီးဗျသရေမကြီးရဲ့သမင်ဖားရကြီးကိုစက်ကနေစောင့်ဆွဲလိုက်တာသရေမကြီးငေးတန်းပေါင်အော်တော့တာပဲဗျာ ဒါတွေကိုကြုံပဲမြင်နေကြားနေရတယ်။ကျုပ်ကမျက်ကွင်းစီကွင်းထားတာလေ။တခြားသူတွေကတော့တဖီတွေရောက်နေတာကိုသိပုံမပုံ။အားလုံးပြင်ဆင်လို့ပြီးသွားတော့အပြေးကရှေ့ထွက်လာပြီးတော့အော်ရော်ပြုံ။အကျွတ်လိုပွဲကိုကြွရောက်လာတဲ့တရေတစီဖုတ်ပိတ်တာအပေါင်းတို့အခုချိန်ကစားပြီးအားရပါရစားနိုင်ကြပါပြီ။အပြေးရဲ့အတန်ကြီးကိုကြားတော့မှနာခကြီးကစားကြဖို့လက်ဟန်ချင်ရန်ဖြားလိုက်တယ်။ဒီတော့မှတဖီတွေက ဝါးပြကြီးတွေပေါ်မှာတက်လာပြီးတော့ထမင်းပွဲတွေကိုဝင်ထိုင်ကြတယ်။ကြောင်းရှိတို့ပြင်ထားတဲ့ထမင်းပွဲတွေကလည်းတပွဲနဲ့တပွဲခက်ခွာခွာပြင်ထားတာဗျ။သူတို့စီစဉ်ကတော်တော်တော်မှန်နေပြု။ဘာလို့တော့ဆိုတော့တချို့အကောင်တွေကအကြီးကြီးတွေဗျ။အခုလိုထမင်းပွဲတွေကိုခက်ခွာခွာပြင်ထားတော့ထိုင်ရစားရတာမကျက်တော့ဘူးပေါ့ဗျာ။စားတာတောက်တာကတော့ပုံစံအမျိုးမျိုးပါပဲ။တချို့အကောင်တွေကတော်တော်ကျန်းတာပဲ။ဖြူပြဲပြီးဒူးကြီးတွေထောင်းပေါင်ကြီးတွေကားပြီးတော့စားကြတာ။ ။တချို့ကတော့ခက်ညင်ညင်ပဲစားကြတယ်။အမေနားကကြည့်အောင်မစားဘူးဗျ။ဘေးကပက်လေကိုရှောက်ပြီးတော့ကြည်နေတာ။သူ့ကောင်တွေကိုလိုက်ပြီးတော့ထိန်းနေတာပေါ့။ကြုံတွင်းမိတာကဒီနီနာရွာမှာရှိတဲ့တစ်စီတွေကဒါကုန်မေးလား။ဒါမှမဟုတ်ရင်အကျွတ်လပွဲကိုဒီလောက်ပဲလာခွင့်ရှိလို့လား။နာကားကြီးကဒီတစီရီရဲ့အုပ်ချုပ်တဲ့သူလားကျုပ်ပါသာတွေးတာပါဗျာစားလိုက်ကြလားတော်တော်ကိုစားလောင်နေကြတယ်ပုံမင်းစားရင်လည်း လူတွေကိုမျက်လုံးနီနီချီရီနဲ့လိုက်ကြည့်နေကြတယ်။အာပြဲတို့ပြောင်းရှည်တို့သာဒီကောင်တွေကိုကြုံမြင်တယ်လို့မြင်ရရင်တော့ထွက်ပြေးမလားလို့ကြုံတွေးမိရဲ့။နိုင်ဝဲလောက်ကြတော့အာလုံးစားလို့တောက်လို့ပြီးသွားကြရော။နာကာတရေကြီးကလက်ပြလိုက်တယ်။ဟာတကြုံကောင်တွေထပြီးတော့ပြန်သွားကြပြီ။အော်ဒီလိုကိုကျုပ်ခုမှသဘောပေါက်တယ်။စောစောကအမွေးအမြင်ကြီးတွေနဲ့ကြမ်းကြမ်းတန်းတန်းအကောင်ကြီးတွေထပြန်ကုန်ကြတာဗျာ။ ခန့်ညင်ညင်နဲ့စားတောင်းနေတဲ့တစီတွေကြံရိတ်ခဲ့တယ်။နာကာကြီးကကြံနေတဲ့တစီတွေကိုတပတ်ပတ်ပြီးတော့တည်တည်ချာချာကြည့်နေတယ်။ဟာနာကာကြီးပါလှည့်ထွက်သွားပြီဗျို့။တစီတွေကိုထားခဲ့တာဗျ။အားလုံးပဲစားတောက်ပြီးကြရင်တရားနာဖို့တရားနာမန်တပ်တွေကိုကြွကြပါ။အပြေကအတံပြေးကြီးနဲ့អော်လိုက်တယ်။ထမင်းဝိုင်းကထပြီးတော့တရားနာတဲ့မန်တပ်တွေကိုဝင်သွားကြပြီဗျို့။တကောင်၊နှကောင်၊သုံးကောင်ကြုံလိုက်ရည်ကြီးတယ်။ အားလုံးပေါင်းအကောင်20ပြ။အော်တရားနိုင်နိုင်တဲ့အသင်ရှိတာဒီ20လောက်ပဲရှိတာကို။အာပြေကအတန်ပြေးကြီးနဲ့ထပ်ပြီးအော်လိုက်တယ်။ဟော်ထမင်းဝိုင်းကထားပြီးတော့တရားနာတဲ့မန်တက်တွေကိုဝင်သွားကြပြီ။တရားပွဲစပြီ။ဒီတခါတရားဟောတာကကျုံစရာတော့ဥက္ကူနာပြ။တရားပွဲရဲ့ရှေ့ဆုံးမှာကဘိုးယုံထောင်တို့လူကြီးဝိုင်းတွေသူတို့နောက်မှာကအနီးနားကရွာသူရွာသားတွေအသက်50 60ကျော်တွေပေါ့ဗျာ။ အဲ့ဒီနောက်ခက်ခွက်ခွာမှာကတသီရီကထိုင်ကြတယ်။တရားတော်တည်တည်ချာချာနားကြတာအပြား။ပြောင်းရှိရောဖွဲတွေကတသီရီစားသွားတဲ့ထမင်းတွေကိုသိမ်းဖို့တောင်းကြီးတွေနဲ့ရောက်လာကြတယ်။အံ့ဩစရာပဲဗျာ။စိုးစိုးကတသီရီထမင်းတွေဟင်းတွေကိုအားရပါရစားနေတာကျုပ်ကောင်ကမြင်သားပဲ။အခုကြည့်လိုက်တော့ထမင်းတွေကလက်ရတာမရွေးမှု။ငကိုပုံထားတဲ့အတိုင်းပဲ။ကျုပ်တော်တော်ကိုအံ့ဩသွားတယ်။တသီရီလည်းစားသွားရတဲ့အနေနဲ့ ထမင်းတွေမလျော်တာကိုကြုံစင်းစားလို့ကိုမရပါဘူး။ဟောရည်သက်ချတော့မေ။ဟာတစီရီရော့နေပါလား။စစောကကြုံသေးသေးချာချာရည်ထားတာတစီ20အတိပါ။အခုရည်ကြီးတော့၁၀ကောင်ပဲရှိတော့တယ်။တစီ၁၀ကောင်ဘယောက်သွားတော့။တရားနိုင်ရင်ကျွတ်လွတ်သွားလို့လား။ဟောကျုပ်စီရတော့ဥကုနာရည်သက်ချတယ်ပြု။ဒါဒု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 ခေါ်ကြပြီ။ကျုပ်တီတီချာချာကြည့်ရင် ကြံနေတဲ့တစီစေကောင်ကတာရုခေါ်လိုက်တယ်။ဟာပျောက်သွားပြီ။အလုံးပျောက်သွားပြီ။စေကောင်လုံးပျောက်သွားတာ။ဒါတစီရီကျွတ်သွားတယ်ထင်နေ။ကျုပ်ပြင်သူတို့အစာဝမ်းတာလိုက်တာဗျာ။ဒီရွာကလူတွေသာကျုပ်လုံးမြင်ကြရင်သူတို့တွေဘလောက်တောင်ဝမ်းတာအားရရှိကြမလဲလို့ကျုပ်တွင်းကြည့်မိရဲ့။ဒါပေမဲ့ကျုံနားမလေတာကတရားနာရင်တန်လန်ပျောက်သွားတဲ့တစီစေကောင်ကဘလို့ဖြစ်သွားတာတော့။ကျွတ်သွားတာလား။ဒါမှမဟုတ်ပြန်သွားကြတာလား။ ကျုပ်လည်းမသိတော့ဒီတိုင်းပဲထားလိုက်ရတာပေါ့ဗျာအဲ့ဒီညက၈နာရီလောက်မှပဲအာလုံးပြီးသွားတယ်ကျုပ်လည်းကြောက်ခဲနဲ့တမ်မဏိကိုခေါ်ပြီးထဏောင်းကုတ်ကိုပြန်ခဲကြတယ်ဆရာတော်တွေကတော့မီးလောင်ကုန်ကြောင်းမှပဲကျင်းကြမှာပါနောက်နေမှပြန်ကြွားကြမှာမီးလောင်ကုန်အကျုပ်လို့ပွဲပြီးလို့တုံးရမြောက်နေမှာအာပြင်းနဲ့ပြောင်းရှိကျုပ်စီကိုရောက်လာကြတယ်ဟာလာကြကွာအာပြင်းနဲ့ပြောင်းရှိဘာတော့မင်းတို့နှစ်ကောင်မကြွသေးတဲ့စီတွေကိုစင်းရင်လိုက်ကောင်းနေတာလားကွာ ကျောက်ကဝိုင်းလေးကိုပြ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 နဲ့ဝင်လာတဲ့ဒီကောင်နှကောင်ကိုစီးပြီးတော့နောက်လိုက်တယ်။ဒါပေမဲ့ဒီကောင်လေးကမရှိဘူး။ရုပ်တီကြီးတွေနဲ့ကျုပ်ထိုင်နေတဲ့ကုတ်ပြံမှာဝင်ထိုင်ကြတယ်။အာပြေကဆေးလေးခွက်ထဲမှာထည့်ထားတဲ့နှကားဆေးပိုးလေးကိုစက်ကနေကောက်ယူပြီးတော့မင်းကြီးဖွာလိုက်တယ်။မင်းတို့လျှောက်ဘဲကလှည့်လာတာတော့မင်းစီကိုပဲလာကြတော့ကွာတာတရား။ဟေးဒါဆိုရင်တော့မင်းတို့မှာကိစ္စရှိရထင်တယ်။အေးဟုတ်တယ်။ငါတို့ရောက်မှတစီတွေဝင်နေလို့တာတရား။ဟေးဘလူဘလူကွာ ဟိုးလေးကအကျွတ်လုပ်ပွဲပြီးမှရွာထဲကိုတဆီတွေဝင်နေပုံရတယ်ကွာရွာထဲမှာခြောက်ရဲလက်ရံတွေဖြစ်နေတယ်ကျုပ်ချက်ချင်းသတိရသွားတယ်ဟိုညကတရားနာနေတော့ပျောက်သွားတဲ့တဆီစေးကောင်ရွာထဲရောက်နေတာပဲဖြစ်လိမ့်မယ်ဒါပေမဲ့ဟိုညကကြုံမြင်တာကိုဒီကောင်တွေကိုပြောပြလို့တော့မဖြစ်ဘူးဗျဘလူတွေခြောက်လို့တော့ပြောင်းရှိရဲ့ဒီလိုဟေးမနေ့ကစပြီးရွာထဲကလူတွေတော်တော်များများဖြားနေကြတယ်စေထိုးစရာကိုပါကြောင်တော့မနားရအောင် ဖြစ်နေတာကွာ အရာဖြားတဲ့လူကိုကိုဘကျော်ကစေးတို့ဖို့အဲ့နေရင်းနောက်ကနေလက်ကိုဆွဲထားတယ်ကွာဟေးဒီလောက်တောင်ဖြစ်နေတာလားဒါရင်ဘဲကမလဲကွာညဆိုရင်အုတ်လိုက်ကြီးစကားတွေပြောပြီးရွာထဲမှာရှောက်သွားနေကြတာအတန်အတွေပဲကြားရတယ်ဘာတွေပြောမှန်းတော့မသိဘူးတချို့နေရာတွေမှာကြတော့တပင်တွေပေါ်မှာငုတ်တုတ်ကြီးတွေထိုင်နေကြတာကိုတွေ့ကြတယ်ဆိုပဲမင်းကညကလည်းအကြီးပြော့တော့ဝိုင်းရှိမှရည်တန်ကျူးတွေကြားနေရတယ်ကွာအဲ့ဒါအကြီးပြော့ကထွက်ကြည့်တော့လေ ဘာမှမတွေ့ရအောင်ဆိုပဲ No မင်းတို့ရွာကခွေးတွေမဟောင်းဘူးလားအေးခွေးတွေကဟောင်းတော့မဟောင်းဘူးကွာဥတော့တတော်ကိုဥတာကွာတာတရညာညာခွေးယူတဲ့အတန်ကြီးတွေကကြားရတာတတော်ကိုကြောက်စရာကောင်းနေအကျွတ်လပွဲတော့ကမင်းတို့တခုမှမားသွားတယ်ထင်နေပြောင်းရှိမင်းပြောတာဟုတ်လိုက်တာတာတရအာပြေးကဝင်ပြောတယ်ဟေးဘလို့မားလို့တော့ကွာဒီလိုဟေး အဲ့ဒီညနေကရွာတကားတွေမှာကောင်းလေးနှစ်ယောက်စီအဆောင်ခိုင်းပြီးတော့ရွာတကားတွေပိတ်ခိုင်းထားတာကွာပြီးတော့လူကြီးတွေကရွာတကားတွေမှာပရေကျိုးတွေတားပြီးတော့မှပိတ်ထားတာအေးဒါဆိုလုံသားပဲဒီလိုဖြစ်သွားတာဟိမြောင်တကားမှာခွေးနဲ့ကလေးတကောင်ရောက်လာနေတယ်ကွာခွေးကကြောက်ပြီးတအီအီနဲ့អော်နေတာလေဟိဒီမှာနေအဲ့ဒီမြောင်တကားဆောင်နေကောင်းလေးနှစ်ယောက်က ခွေးညိုလိုအိမ်ကနတ်ကျော်ဆိုတဲ့ခွေးလိုထင်ပြီးတော့တကားနေနေဟာပေးလိုက်တာလေခွေးနဲ့ကတကားကပြေးဝင်ပြီးတော့မှဖြတ်ကနေကြောက်သွားရောတယ် ဒီတော့မှကောင်းလေးနဲ့ကောင်းလေးလန့်သွားပြီသူတို့မှားသွားပြီဆိုတာတိသွားတယ်အပြည့်ပြောတဲ့စကားလေးစုံရောကျောင်းရှိကပြန်ပြောရုပ်ပြုတို့ရွာမှာအကျွတ်လုပ်ပွဲလုပ်ရင်ပွဲမပြီးမချင်းရွာတကားတွေပိတ်ထားရတယ်အထဲကလူအပြင်မထွက်ရသလိုအပြင်ကလူလည်းအထဲကိုမဝင်ရအောင်ကွာဒါအကျွတ်လုပ်ပွဲရဲ့စီကံပဲအခုဟာကခွေးညုံလိုအင်ကာခွေးလေးနဲ့ကြောလိုထင်းပြီးတော့တကားလေးနဲ့နဲ့ဟပီးလိုက်တာဒီမှာလည်းစီးပေါက်တလို့ဖြစ်သွားတာနေမှာပေါ့ကွာတစီရွာလေးကိုဝင်လာတော့တာပဲကွာ ပြောင်းရှိကကျုပ်ကိုကြည့်ပြီးတော့ပြောတယ်။ငါတို့မင်းကိုလာခေါ်တာကွာတာတရားဒီကိစ္စကိုမင်းတော့ကုညီရမယ်ထင်တယ်။မင်းစီကိုလာခဲ့တာပဲ။ကျုပ်တီတီချာချာစဉ်းစားပြီးတော့ခေါင်းညှိလိုက်တယ်။အင်းဒီကိစ္စတော့တော့ငါလုံနိုင်မှာပါကွာ။ကိငါခုပဲလိုက်ခင်မယ်။ဒီညာပဲလောက်ကြတာပေါ့။ကျုပ်လိုက်မယ်ဆိုတော့အာပြေရောပြောင်းရှိရောပျော်သွားကြတယ်။ညနေဆောင်တော့မီးလောင်ကုန်းကိုကျုပ်တို့ရောက်လာကြတယ်။လမ်းမတွေကကျုပ်ကအာပြေကိုပြောပြီးသားပြား။ တရွာလုံးကိုလိုက်ပြီးတော့စော်ဩထားဖို့လေညမိုးချုပ်တာနဲ့အိမ်တကားတွေပိတ်ထားကြဖို့ပြီးတော့လူငယ်တွေကိုကျုပ်နဲ့အတူလာနေဖို့ပေါ့ဗျာညာ9နိုင်ထိုးတော့ကျုပ်အလုံးစားပြီပြုတ်မျက်ကွင်းဆေးကွင်းပြီးတော့ကျုပ်ကမတ်ဖဲဝါကိုယ်တိုင်အပ်ထားတယ်ကိုယ်ွယ်ရုပ်ကလေးကိုထုတ်ယူပြီးတင်းကြိုင်းရှင်မကြီးမတ်ဖဲဝါခမညာကျုပ်တာဒီကမတ်ဖဲဝါကိုပင့်ဖိတ်ပါတယ်ရောက်ရအရက်ကကြွခဲ့ပါဗျာဟောရွာလေးကခွေးတွေဥပြီပြုတ်ဟာ ရွာရှိပိုင်းအနောက်ပိုင်းတောင်ပိုင်းမြောက်ပိုင်းအကုန်ဥရာပဲပြုံခွေးဦးတန်းတွေတရွာလုံးညံသွားတယ်လှုပ်လာပြီလှုပ်လာပြီကျုံလက်ထဲကမဖေးဝါရဲ့ကိုယ်ခွဲရုပ်ကလေးကလှုပ်လာပြီပြုံမဖေးဝါရဲ့ဝိညာဉ်ကတ်လာပြီဆိုတာကျုပ်သိလိုက်တယ်ပြောင်းရှိမင်းတို့မြောက်တကားဖွင့်ထားလားအေးဖွင့်ထားတယ်စံပြနဲ့ပန်းစုံစောင့်နေတယ်ကဲဟုတ်ပြီမင်းတို့မကြောက်ကြနဲ့နော်ဘာမှမဖြစ်ဘူးသိလား အေးပါကွာတာတရားမင်းရှိတာပဲငါတို့ကဘာကိုကြောက်ရမှာတော့မီးလောင်ကုံရွာတွေမှာပုံအောင်နေတဲ့တစ်သေးပေါင်းတော့တင်းချိုင်းရှင်မကြီးမတ်ဖဲဝါရဲ့အမိန်ပြန်တော့ကိုအခုချက်ချင်းနာခံကြတော့တင်းတော်အလုံးအခုချက်ချင်းတင်းချိုင်းရှင်မကြီးရှိမှဒူးတုပ်အခါစားဝင်ကြစေဟာကျုပ်စကားဆုံးတာနဲ့ရောက်လာကြတယ်ပြု ရောက်လာသမားအပြေးလွှားကိုရောက်လာတာပြုတကောင်နှကောင်သုံးကောင်ဟုတ်ပြီစေကောင်အတိကြပါပဲ ဟိုညကတရားနာနေရင်ပျောက်သွားတယ်တစီစေကောင်းပဲပြု။တင်တို့ဟာအကျွတ်လိုပွဲမှာဆရာတော်တရားဟောနေတော့ရွာထဲမှာဝင်ပုန်းနေကြတဲ့တစီတွေပဲ။ဟောဒီမှာတင်းချိုင်းရှင်မှာမတ်ဖဲဝါကိုမော့ပြီးတော့ဖူးကြစမ်း။ကျုပ်ကကျုပ်လက်ထဲကမတ်ဖဲဝါကိုခွဲရုပ်ကလေးကိုမြောက်ပြလိုက်တယ်။ဟောဒူးတွေထောက်ကုန်ကြပြီပြု။ကဲတင်းချိုင်းရှင်မကြီးအမေအခုချက်ချင်းဒီရွာကနေထွက်ရမယ်။ပြီးရင်ကိုကိုတတ်မှတ်ပေးထားတဲ့နေရာကိုချက်ချင်းပြန်ပြီး နာကာကြီးရဲ့အုပ်ချုပ်မှုအောက်မှာနေကြရမယ်။ကဲခုချက်ချင်းထတန်းစီပြီးတော့ငင်ငိမ့်တက်တက်ရွာကထွက်ပြီးတော့တင်းတို့ထွက်ဖို့ရွာရဲ့မြောက်ဘက်တကားဖွင့်ထားတယ်။တင်းချိုင်းရှင်မမတ်ဖဲဝါရဲ့အမိန်ဟာသွားပြီပြုံးတစီစီကောင်တန်းစီပြီးတော့ရွာမြောက်ဘက်ကိုသွားကြတယ်။ကျုံနေမီးလောင်ကောင်ကလူငယ်တွေက နောက်ခလန်လန်းကလိုက်ကြည့်ကြတယ်။တရွာအလုံးကခွေးတွေပြိုင်းတို့ဥကြတာပြုံးအိမ်တကားတွေပိတ်ပြီးတော့ငြိမ်နေကြတော့ တရွာလုံးတိတ်ဆိတ်နေတာပေါ့ဗျာတကယ်ကိုစိတ်ချောက်ချားစရာကြီးပါပဲခွေးဦးတန်းကြီးတွေကတော့တရွာလုံးကိုလွှမ်းနေတာပဲမြောက်တကားကအစင်သင်ဖွင့်ထားတယ်ဒီတစီတွေဝင်လာခဲ့တဲ့တကားလေးဗျာအဲ့ဒီတကားကပဲသူတို့ကိုပြန်ထုတ်ရတာဗျာသွားပြီပြုသွားပြီသွားကြပြီရွာတကားဝကကြုတ်ရက်ပြီးတော့တည်တည်ချာချာစောင့်ကြည့်တယ်ဆေးကောင်လုံးထွက်သွားကြတယ်ရှာတော့တွေကိုဖြတ်ပြီး အမောင်လေးကိုတုံးဝင်သွားကြတယ် ရွာတွေကခွေးဥတန်တွေလည်းတိတ်ဆိတ်သွားပြီ။ဆံမြနဲ့ပန်းစုံကတကားနဲ့ခလန်းလန်းမှာရက်နေရကနေပြေးလာကြတယ်။ဆံမြနဲ့ပန်းစုံတကားပိတ်လိုက်တော့အားလုံးထွက်သွားကြပြီ။ဆံမြတို့မြောက်တကားကိုတည်တည်ချာချာပိတ်လိုက်ကြတယ်။ကိစ္စပြီးတော့ကျုပ်တို့ရွာတွေပြန်လာကြတယ်။အဲ့ဒီညကတော့ကျုပ်လည်းရွာမပြန်ဖြစ်ဖို့ပေါ့ဗျာ။ပြောင်းရှိတို့အိမ်မှာလိုက်အိမ်လိုက်တယ်။နောက်နေ့မနက်မှာပြောင်းရှိအမေကျွေးရဲ့စီထမင်းနဲ့ငါချောက်ဖို့စီစံကလေးစားပြီးထဏောင်းကုန်းကိုကျုပ်ပြန်လာခဲ့တယ်ဗျာ။ ပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာတာတရဲ့တစီရီလာတဲ့ညဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရဲ့ရှင်အခုလိုမျိုးပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းကောင်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးပါရှင်ဘေးနားအခောင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်